ဝန်ထမ်းတွေကိုတင်ထောင်ကြည့်ထီဘောနက်စုတွေချင်းမြင်ခဲ့တဲ့မအေးတောင်းရဲ့ခင်မုံကျမတို့ဒီ celebrity new channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ရပါပြီ။မအေးတောင်းကတော့နုပညာလုပ်တွေနဲ့တူကင်းကွာလာခဲ့တဲ့သူလေးဖြစ်ပါပြီ။ခနာကိုချိုးစားကအခြားမင်းသမီးတွေထဲမိမိုက်နေကြတာကြောင့်ပိုရိတာတွေကြိုက်လဲဖြစ်ခဲ့ရပါပြီ။ ဒါပေမဲ့လေချိရတဲ့သူနဲ့တူလက်ထပ်ပြီးနောက်မှာတော့စီဝါရေးဘက်ကသာသူ့အနေနဲ့ပိုအားဆိုင်လာခဲ့တာပါမေးတောင်းရခင်မောကတစ်ဖက်မှာတော့ remax လုပ်ငန်းပိုင်ရှင်တဦးဖြစ်ပါတယ်ဒါကြောင့်လေငွေရေးကြေးရေးကခြေသလုံးမွေးဖြစ်ခဲ့ရပါတယ်ခင်မောဖြစ်သူဟာစီဝါရေးအမြင့်ကျဲသူဖြစ်ပြီးတော့ဝန်ထမ်းတွေပေါ်လေကောင်းမွန်သူဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာတော့ remax company အနေနဲ့ bonus တွေချင်းမြင်ခဲ့ပါတယ် ကုမ္ပဏီဝန်ထမ်းတွေကို year and pocket money ဖြင့်စုရိပ်ပေးခဲ့တာပါဝန်ထမ်းတို့ကတော့တင်းထောင်ကြီးရရှိခဲ့ကြပါရီဒါပြင်မှာတော့စေကနေနဲ့ကြီးရရှိခဲ့ကြသူတွေလည်းများလာခဲ့ပါရီမေးတောင်ကတော့စူးစားခဲ့တဲ့ဝန်ထမ်းတွေတဲခုလိုမျိုးချင်းမြင်တာဖြစ်ကြောင်းကိုဆိုခဲ့ပါရီအစားပိုင်းမှာတော့သူ့အနေနဲ့ဆိုပါစီစဉ်ကိုမသိရှိခဲ့တာပါဒါကြောင့်လည်း step party ဖြစ်တာတက်ရောက်ခဲ့ပါရီနောက်ပိုင်းမှာတော့စိတ်တွေမထိနိုင်တဲ့အထိဖြစ်ခဲ့ရပါရီဒါကြောင့်လည်းဝန်ထမ်းတွေနဲ့တူဖက်ငွေရပါရီပရိသတ်တွေကတော့ထောင်ထဲချီတဲ့စုငွေတွေကြောင့်အားသိခဲ့ရပါရီ ကြားပြင်မှာတော့အမှန်တကယ်မှာဟုတ်ရဲ့လားဆိုပြီးတော့စွေစွားဖြစ်နေကြရတာပါမေတောင်ကတော့သူ့ရဲ့ဝန်ထဲတွေအတွက်အမှန်တကယ်ပေးရတာဖြစ်ကြောင်းလမ်းလင့်ပြီးပါပြသခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်